ဟဲ့သမီးတို့ရေအားလုံးမင်္ဂလာပါဇာတို့ဒီတစ်ခါသင်မဲ့သင်ခန်းစာကောင်းစဉ်က Unit 6 My Day Lesson 3 My Daily Activity ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ် ဆရာတို့ကဒီတခါကောင်းစင်မှာကြတော့နော်ဒါတို့ရဲ့ daily activity ဆိုတော့ဒါတို့မနေ့အိမ်ရမိုးလင်းနေထားတယ်ဟလာပြင်ပါတယ်လှုပ်လဲနော်ရေချိုးတယ် breakfast စားတယ်ကျောင်းသွားတယ်နော်ကျောင်းမှာစားတယ်လှုပ်တယ်ပြီးရင်ကျောင်းပြန်တယ်နော်စသည်အပြင်ဒါတို့နေ့စဉ်လုပ်နေကြအလုပ်ကလေးတွေကိုဆရာတို့ကဒီနေ့လေ့လာမယ်ပြီးရင်အဓိကဒီသင်ခန်းစာမှာ နော်ဒါလေးတွေကိုလေ့လာရုံသာမကအောင်ဒါတို့သမီးတို့ဘယ်အချိန်မှာအိပ်ရာထားတယ်ဘယ်အချိန်မှာရေချိုးတယ်ဟုတ်တယ်မလားဘယ်အချိန်မှာ breakfast စားတယ်ဘယ်အချိန်မှာကျောင်းသွားတယ်အဲ့ဒါလေးတွေကိုဒါတို့သမီးတို့ကအချိန်နိုင်နဲ့တကွာပြန်ပြီးတော့ပြောပြတတ်ရမယ်မနေ့6နိုင်မှာအိပ်ရာထားတယ်နော်မနေ့6နိုင်ခွဲမှာရေချိုးတယ်စသည်အားဖြင့်ဒါတို့သမီးတို့ကအချိန်လေးတွေနိုင်လေးတွေနဲ့တိတိကျကျပြောပြနိုင်ရမယ်ပြောပြတဲ့အခါမှာလေ English လို့သူများမေးတဲ့အခါမှာ ပြန်ပြီးတော့ဖြေနိုင်ရမယ်။ကဲဒါဆိုရင်အဲ့ဒါလေးတွေကိုဘယ်လိုပြန်ပြီးတော့ဖြေရမလဲ။ English လို့ဘယ်လိုပြောရမလဲဆိုတာကိုဇာတို့နဲ့ဒါတို့သမီးတို့နဲ့အတူတူအတူတူလေ့လာကြမယ်နော်။ကဲဒါတို့သမီးတို့ရေဒီခါတော့ဇာတို့က my daily activities တဲ့နော်။ဒါတို့သမီးတို့အဲမနက်မိုးလေးကနေညမိုးချုပ်တိဘာလုပ်တယ်လုပ်လဲနော်။ဆိုတော့အဓိကဒီ lesson မှာကဒါတို့သမီးတို့က နော်မနေ့မိုးလေးရနေညမိုးထုတ်ဒီသားတို့လှုပ်သမျှအလုပ်တိုင်းအလုပ်တိုင်းကိုသားတို့သမီးတို့ကအချိန်နာရီလေးထည့်ပြီးတော့ဘယ်ချိန်မှာတော့ဖြစ်ဘာလုပ်တယ်နော်ဘယ်ချိန်မှာတော့ဖြစ်ဘာလုပ်တယ်ဒါလေးတွေကိုပြောပြတတ်မယ်ဆိုတော့ဆရာကဒီမှာပုံလေးကိုပြထားပါတယ်ဆိုတော့ဒီပုံလေးကိုပထမဦးဆုံးသားတို့သမီးတို့ကြည်ပါကဲဆိုတော့သူပုံလေးမှာကောင်းလေးကဟောမနေ့မိုးလင်းအိယာထလာတယ်နော်ဆိုတော့ဘေးမှာသူကနာယီပုံလေးလဲပြထားတယ်ဆိုတော့သားတို့သမီးတို့နာယီလေးကိုကြည်လိုက်ပါဘယ်နှနာယီတွေ့ရလဲဟောချောင်းနာယီကွက်တီနော်ဆိုတော့ ဆိုလိုချင်တဲ့သဘောကကောင်လေးရာသူက6နိုင်ကြီးမှာအိယာထတယ်ဆိုတဲ့သဘောကိုဆိုလိုချင်တာဆိုတော့အဲ့ဒါ6နိုင်ကြီးမှာအိယာထပါတယ်ဆိုတာကိုဆရာတို့ကဘယ်လိုပြောမလဲเนาะ I usually get up at 6ဟုတ်ပြီเนาะ6နိုင်ကြီးမှာကျွန်တော်ဒါထုံးစံတိုင်းပဲဒါအိယာထတယ်ဩမနေ့6နိုင်ကြီးမှာအိယာထတယ်ကဲဆိုတော့ဒါသားတို့သမီးတို့ကပြောတဲ့အခါမှာပထမဦးဆုံးဒါနိုင်ကြီးလေးကိုလည်းထည့်ပြီးတော့ပြောထားရမယ်เนาะ at ဘယ်လောက်လဲ6လား เนาะဒါတော့ပြီးတော့အိယာထားတာဟောဘယ်ချိန်ထားလဲเนาะကိုအိယာထားတဲ့ချိန်ကဥမာ6နာရီထားတယ်ဆိုတော့6နာရီပေါ့နောက်6နာရီ15မိနစ်ထားတယ်ဆိုရင်လည်း I usually get up at 6:15เนาะအဲ့လိုမျိုးလေးတွေအချိန်လေးတွေကိုပြောင်းပြီးတော့ပြောတတ်မယ်ကဲဒါဆိုဒါတော့ပြီးတော့နောက်တစ်ပုံထပ်ကြည့်ပါဆရာပြထားတာဟောဒီပုံမှာကြတော့သူကကောင်းလေးရပါလို့ရေချိုးနေတယ်နော်ဆိုတော့သူ့ဘေးမှာရှိတဲ့နိုင်ကြီးလေးကိုလည်းကြည့်လိုက် သူရေချိုးတဲ့အချိန်ကဘယ်နိုင်ကြီးလဲ6နိုင်ကြီး15မိနစ်615 ောက်ဆိုတော့6နိုင်မှာအိယာထားတယ်အိယာထားပြီးတာနဲ့သူက6နိုင်15မိနစ်မှာရေချိုးတယ်တဲ့ဆိုတော့ I often have a bath at 6:15နဲ့ဆိုတော့6နိုင်15မိနစ်မှာသူကရေချိုးလေရှိတယ်ပေါ့နော်ဒီကောင်လေးကဆိုတော့ကဲဒါဆိုရင်နောက်တစ်ပုံနောက်တစ်ပုံထပ်ကြည့်လိုက်ကဲဒါတို့သမီးတို့အေးဒီကပုံလေးကိုကြည့်ပါကောင်လေးကဟောဒီကကြတော့သူကမနက်စာစားနေတယ် breakfast စားနေပြီကဲ ဆိုတော့သူ breakfast စားတဲ့အချိန်လေးကိုဘင်းမှာနိုင်ကြီးလေးပြလာတယ်ဆိုတော့ကြည့်လိုက်။နောက်ဗရနိုင်ကြီးမှာစားတယ်။အိုး9နိုင်ကြီးကွဲနော်။ဆိုတော့9နိုင်ကြီးကွဲကိုဆရာတို့က English လို့ကြတော့7:30နော်။ဆိုတော့နော်တအားသမီးတို့ကနော်ကျွန်တော်ဒီဒါထုံးစံအတိုင်းပဲ9နာရီခွဲမှာ breakfast စားပါတယ်ဒါလေးကိုပြောချင်ရင် I usually have breakfast at 7:30ဟုတ်ပြီနော်ဆိုတော့ဒီညမှာ7:30ဒီပုံစံမဟုတ်ဘူးเนาะဒါတို့တမီးတို့ breakfast စားတဲ့အချိန်ကဥမာ7နာရီထုံးရင်လည်းထိုးသွားမယ် เนาะไอ้ฉิ่งจ่ายเฉิ่งนายีเลียวเปียงภิ่วเผาะตัดมาเนาะ9นายีกวยมามาซาอู7นายีมาซาได้ဆိုလဲ I usually have breakfast at 8เนาะအဲ့လိုမျိုးလေးကြီးပြောင်းပြီးပြောတတ်မယ်။ကဲဒါဆိုရင်ဆရာနောက်တစ်ပုံထပ်ကြည့်မယ်เนาะ။ဟောဒီမှာကြတော့ဟောကောင်းလေးอ่ะဒါမနေ့အစောကြီးចောင်းကိုလမ်းလျှောက်သွားပြီ။ကဲဆိုတော့ចောင်းသွားတာကြတော့တာလူမီတို့ရေနေတိုင်းចောင်းသွားတာចောင်းကနောက်ကြလို့မရဘူးလေ။ဟောဒီမှာအချိန်ပြီးသွားရတယ်။ဆိုတော့ဒီမှာကြတော့7နာရီ25မိနစ်မှာတဲ့သူကចောင်းကိုတဲ့ သွားတယ်တဲ့ဆိုတော့တောင်းနောက်မကြစေဘူးတဲ့အမြဲတမ်း၈နိုင်ငါ25မိနစ်ထိုးတာနဲ့သွားရတယ်ဆိုတော့ I always go to school at 8:25 always နဲ့သုံးထားရအောင်ဒီက always ဆိုတာအเจ้าနောက်ကြလို့မရဘူးသူက9ရက်စလုံးခါတယ်အမြဲတမ်းလို့လို့၈နိုင်25ထိုးတာနဲ့တပြိုင်နဲ့အเจ้าမိအောင်သူသွားရတယ်โอเคဆိုတော့ I always go to school at 8 25เนาะအလိုလေးပြောမယ်ကဲဒီကအကြောင်းသွားပြီးတော့ဟောကောင်လေးอ่ะကဲနောက်တစ်ပုံထပ်ကြည့် နော်ဒီခါကျတော့အเจ้าကပြန်ပြီကဲဘယ်ချိန်ပြန်လဲနော်နိုင်လေးကိုကြည့်ပါသာတို့တို့3နိုင်45မိနစ်မှာကျောင်းစင်းတယ်ကဲဆိုတော့3နိုင်45မိနစ်မှာ तू ဒီအိမ်ကိုပြန်တယ်ပေါ့ကွာနော်အဲ့ဒါလေးကိုပြောချင်ကြတော့ဆရာတို့က I usually go home at 3:45ဆိုတော့ဒီမှာလည်းအဲ့လိုပဲเนาะဒါတို့သမီးတို့ကဒီ3:45ဆိုတာပုံသေးဖြစ်စရာမလိုဘူးဒါတို့သမီးတို့ကိုယ်တိုင်ကကိုယ်ကြောင်းပြန်တဲ့အချိန်ကိုကြည့်ပြီးတော့ချိန်ပြီးတော့ ြောတတ်ရမယ်ဆိုတော့ကျောင်းပြန်တာ30 3:45မိနစ်ဖြစ်ချိန်မှာဖြစ်မယ်4:00နာရီမှာပြန်လို့ရှိရင်လေ4:00နာရီကိုအစားထိုးပြရတယ် usually go home at 4เนาะအဲ့လိုမျိုးလေးတွေပြောင်းပြီးတော့ပြောတတ်ရမယ်ကဲဒါဆိုရင်တော့ပြီးတော့တပုံကြီးကဲအော်ဒီကကြောက်ကောင်လေးอ่ะဒါလိမ့်ပါเนาะ तू อ่ะအိမ်ပြန်သွားတော့မိဘကိုကူညီတာဗောเนาะကျောင်းကပြန်လာတော့ဘာလုပ်နေလဲဆိုတော့အဲအိမ်လုတ်တွေလုတ်နေတပြက်စီးလဲနေတဲ့ပုံနဲ့ပါကဲဒီကကြတော့ဟော तू อ่ะ အော်နိုင်လေးကိုကြည့်လိုက်ပေးမှာနိုင်လေးလည်းပေးတာဆိုတော့၄နိုင်ခွဲတဲ့နိုင်ကဩဆိုတော့ तू ကနော်၃နိုင်45မှာအိမ်ပြန်နေပြီးရင်ခဏနားပေးရတယ်၄နိုင်ခွဲမှာ तू ကအိမ်လုပ်တွေကိုဝိုင်းကူလုပ်နေပြီကဲဆိုတော့၄နိုင်ခွဲကိုကြာတော့ဆရာတို့က4:30လို့ခေါ်နော်ဆိုတော့ I often do the housework at 4:30ကဲနော် often ဆိုတော့ तू မကြာခဏလုပ်တယ်ပေါ့နော်နေ့တိုင်းလုပ်ချိန်မှာလုပ်မယ်တပတ်မှာ9ရက်ရှိရင် तू 3ရက်လောက်က ်အိမ်လုတ်ကို often เนาะဝိုင်းကူလုတ်ပေးခြင်းလုတ်ပေးမယ်၄နိုင်ခွဲမှလုတ်ပါတယ်တဲ့เนาะဆိုတော့ i often do the housework at 4:30လို့လေးပြောမယ်ကဲဒါဆိုရင်တအားပြီးရင်နောက်တစ်ပုံလေးထပ်ကြည့်ပါဒီမှာဟောဒီခါကျတော့အိမ်လုတ်တွေလည်းလုတ်ပြီးသွားပြီကဲဒီခါကျရင်ပါလေအိမ်မှာစာပြန်လုပ်ရတော့မယ်ဟုတ်တယ်မလားအိမ်မှာကျောင်းမပေးရတဲ့အိမ်စာတွေလုပ်ရမယ်စာတွေပြန်ကျက်ရမယ်စာတွေနှွှေးရမယ်ကျောင်းမတင်တာရကဲဒီကကြတော့ဒီကောင်းလေးကဘယ်နှစ်နိုင်မှာစာလုပ်လဲ နိုင်ကြီးလေးလည်းပေးထားတယ်နော်ဘေးမှာဖတ်ကြည့်ပါနိုင်ကြီးလေး9နိုင်ကွဲတဲ့နော်နိုင်ကြီးက so 7:30ဆိုတော့7:30မှာ သူကစာရေးလုပ်နေပြီစာရေးစူးစမ်းနေပြီဆိုတော့ I usually study my lessons at 7:30 usually ဆိုတော့သူကဒါထုံးစံအတိုင်းသူလုပ်နေကြတိုင်း9နိုင်ကွဲမှာသူရဲ့ lessons တွေကိုသူ study လုပ်ပါတယ်တဲ့ကဲနော်ဆိုတော့နောက်တစ်ပုံထပ်ကြည့်ပါဦးဟောဒီကကြတော့ဒီကောင်လေးကဘာလုပ်နေလဲဩသူရဲ့မေမေဖေဖေနဲ့တူတူထိုင်ပြီးတော့ TV ရှင်းမှာ TV ကြည့်နေပြီကဲဆိုတော့ TV ကြည့်ရချင်ရဘယ်ချိန်လဲတအားသမီးတို့ရေးကြည့်ပါ7:00နာရီခွဲ8:30ဟုတ်နော်ကြော်တော့တော်တော်ဒီက I sometimes they watch TV at 8:30တဲ့။ကဲဆိုတော့ sometimes လို့သုံးလိုက်ပြီနော်။ဒါတို့သမီးတို့ sometimes ဖြစ်တဲ့အတွက်ကြောင့်တစ်ခါတည်းရန်နော်တစ်ခါတလေမှသူကြည့်တယ်။ဒီဘက်မှာတရက်ကြည့်ခြင်းကြည့်မယ်။ဒီဘက်မှာနှစ်ရက်ကြည့်ခြင်းကြည့်မယ်။တစ်ခါတလေမှသူ TV ကြည့်တယ်တဲ့။၈နိုင်ကျွဲမှာ I sometimes watch TV at 8:30ဟုတ်ပြီနော်။ ကဲဆိုတော့ဇာတို့နောက်ဆုံးတပုံဇာတို့သမီးတို့ကြီးလိုက်ပါဒီကကြာဩဒီကကြာတနေ့ကုန်အလုပ်တွေလုပ်ပြီးတအားပင်ပန်းသွားပြီပင်ပန်းတော့ဗာလဲနောက်တနေ့မနေ့အပြန်ဖြေဖို့အတွက်ညအိတ်တော့မယ်ကဲဆိုတော့ဒီကောင်လေးကဘယ်ချိန်အိတ်လဲဆိုတော့နိုင်လေးကိုကြည့်လိုက်ဟော9နိုင်တဲ့သူက9နိုင်မှာအိတ်တာเนาะသူက9နိုင်မှာအိတ်တာဆိုတော့9ပေါ့เนาะ9မှာအိတ်တယ်ဆိုတော့ I usually go to bed at 9เนาะအဲ့ရဝင်နေကြတော့ဆယ်တော့ go to bed လို့သုံးတာဟုတ်ဆိုတော့ I usually go to bed at 9ထုံးစံတိုင်းပဲကျွန်တော်9နိုင်မှကျွန်တော်အိပ်ရာဝင်ပါတယ်ဆိုတော့ဒါတို့သမီးတို့ကဒီလိုပါပဲเนาะအချိန်တွေပြောတဲ့အခါမှာဒီဖတ်စာအုပ်ထည့်ရအတိုင်းအတိအကျဖြစ်ခြင်းမှာဖြစ်မယ်လေဘာလို့လဲဆိုတော့ဒါတို့သမီးတို့တယောက်နဲ့တယောက်ကအလုပ်လုပ်တဲ့အချိန်ညမတူဘူးတချို့က7နိုင်เนาะ breakfast စားတဲ့လူရှိတယ်9နိုင်ခွဲ breakfast စားတဲ့လူလည်းရှိတယ်အဲ့လိုပဲ9နိုင်45 breakfast စားတဲ့လူလည်းရှိမှာပဲဆိုတော့ ဒါတွေကเนาะ time နဲ့တော့တာသမီးတို့အတိအကျဖြစ်မှာမဟုတ်ဘူးတယောက်နဲ့တယောက်ကဆိုတော့ဒီမှာဖြစ်တဲ့အတွက်ကိုကเนาะဒါဘယ်ချိန်မှာ breakfast စားပါလဲဆိုတာကိုတယောက်နဲ့တယောက်ကတူမှာမဟုတ်ဘူးအချိန်တွေကိုပြောင်းပြီးတော့ပြောရမယ်9နာရီ breakfast စားတဲ့လူကလည်း I usually have breakfast at 7ဟုတ်ပြီเนาะဒါမှမဟုတ်9နာရီခွဲစားတယ်ဆိုလဲ I usually have breakfast at 7:30 9နာရီ45 breakfast စားပါတယ်ဆိုတဲ့လူကလည်း I usually have breakfast at 7 45เนาะအဲ့လိုမျိုးလေးတွေအချိန်ကာလတွေကို change ပြီးတော့ တာရုသမီးတို့သည်ပြန်ပြီးတော့တာရုသမီးတို့သင်ငယ်ချင်းတွေဘယ်ဖြစ်ဖြစ်ကျောင်းမှာရှိရဆရာဆရာမတွေဖြစ်ဖြစ်ပြန်ပြီးတော့ပြောတတ်မယ်ကဲဆိုတော့ဆရာတို့ဒီနေ့လေ့လာသွားတဲ့ lesson အရဆိုရင်တာရုသမီးတို့ကဒီတနေ့တာမှာတာရုသမီးတို့လုပ်တဲ့ activity တွေကိုတော့နိုင်နဲ့တကွအချိန်နဲ့တကွဘယ်နိုင်မှာတော့ဖြစ်ကျွန်တော်ဘာလုပ်ပါတယ်ဘယ်နိုင်တော့မှာဖြစ်ကျွန်တော်ဘာလုပ်ပါတယ်ဒါတွေကိုတိတိကျကျအချိန်နဲ့တကွ ပြန်ပြီးတော့တာရုသမီးတို့ကပြောပြတတ်သွားပြီ။ကဲဒါဆိုရင်တာရုသမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့် lesson တွေမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။